းစုံပေါ့နော်ပြူတွေဒလန်တွေလောက်ကောင်တွေစစ်ခွေးတွေအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆင်းတဲ့တဲ့အပါဝင်တဲ့င်းထူးတဲ့င်းကောင်းတဲ့င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည် လက်ရှိတခိုးကိစ္စပြောမယ်ပေါ့ပင်ဘာကြောင့်ကိုင်းရလဲဂျိုင်းနာလို့ကိုင်းရတယ်ဂျိုင်းပြိုင်းပါလို့နာကျွဲလူလို့နာကျွဲကျွဲပါလို့လူဖြုတ်ကိုက်လို့လူဖြုတ်ဖြုတ်ပါလို့ကိုက်မိုးရွာလို့ကိုက်မိုးမိုးပါလို့ရွာဖားအောင်လို့ရွာဖားဖားပါလို့ဩမွေကိုက်လို့ဩမွေမွေပါလို့ကိုက်ငါဝင်းပူစာမနေတာလို့ကိုက် အာနာရှင်စနစ်ရဲ့အောက်မှာအကုန်ငက်ပြတ်နေပြီအစင်ပြေတာဆိုလို့အာနာရှင်အတိုင်းဝိုင်းခရိုနီအတိုင်းဝိုင်းနော်စင်တင်တိတ်ဂီတကလတ်တွေမှာအာနာရှင်ကိုဖော်လံပါလုံးနေတဲ့တရုတ်ဆောင်တွေဆယ်လီဘရနီတွေလောက်အစင်ပြေတာတန်တဲ့ဟာတွေကခိုးကျင်လို့ခိုးနေတာမဟုတ်စားစရာမရှိလို့ခိုးနေတာအကြောင်းတရားကိုမြင်ကြမြင်အောင်ကြည့်ကြအကုန်ထောက်ပြောနေဖုန်းကြီးကပါလျာငပိချက်ဖြစ်မှာဆိုလို့မပြောတာ မြန်မာပြည်မှာဖြစ်တဲ့ပြည်စင်တိုင်းခုတ်ရတခြားထိရတခြားကြီးပဲအဓိကအာနာရှင်စနစ်ဆိုးကြောင့်အကုန်ငတ်ပြတ်နေပြီအကုန်ခိုးမှာပဲအဲ့ဒါတွေကိုမြင်အောင်ကြည့်အကြောင်းတရားအာနာရှင် ပြုတ်ကြမှဒီကိဒုက္ခတွေကငြိမ်းမှာဆိုတာပြောကြည့်ပါလေဒါလက်ရှိတွင်ဥတော်လည်းအောင်မြင်ပြည်မြောက်ဖို့ကတော့ရကိုင်းတံပရောဘိုးချုပ်ထွန်းမြတ်နိုင်ဥဆောင်တဲ့အေအေတို့ကနေလွဲပြီးတော့အချားကိုဖုံဖုံတို့အနေနဲ့မမြင်ပါဘူးဒါကြောင့်မို့လို့ဖုံဖုံတို့ပတ်ပေါင်းစုံကနေပြီးတော့ တိုင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ကိုဘုံမွန်တို့ဝင်းရံရမယ်။ UNG အနေနဲ့လည်းရိုဟင်ဂျာကိစ္စ၊ဘင်္ဂါလီကိစ္စတွေတာဝန်ယူမှုတာဝန်ခံမှုမရှိဘဲနဲ့အဝေးပန်းစီခြင်းမဟုတ်မပြောဆိုခြင်းမဟုတ်အထူးသဖြင့်မဆုံးဖြတ်စေခြင်းပါဘူး။ရိုဟင်ဂျာကိစ္စတွေကို ရခိုင်လူထုနဲ့ရခိုင်ပြည်သူလူထုရခိုင်ခေါင်းဆောင်တွေကပဲဆုံးဖြတ်တာကိုဘုံမွန်တို့အနေနဲ့သဘောတူညီပါတယ်။မြန်မာနိုင်ငံရဲ့ຫນွေဥတော်လည်အောင်မြင်ဖို့ဆိုလို့ရှိရင်တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့လိုအင်အား ရှိတဲ့အဖွဲ့အစည်းတွေခေါင်းဆောင်တွေရဲ့ဦးစီးဦးဆောင်တဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ຫນွေဥတော်လန်ရဲ့အောင်မြင်မှုမျိုးဆက်သစ် generation တွေရဲ့အလင်းအောင်ဖြစ်အောင်ဖန်တီးနိုင်တာကတော့လက်ရှိဗိုလ်ချုပ်ထွန်းမြတ်နိုင်သူတို့ပဲမြင်ပါတယ်လို့ဘုံဘုံအနေနဲ့ဒီနေရာမှာပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်မြန်မာနိုင်ငံကိုဒုက္ခအပေးဆုံးကနံပါတ်၁စစ်အုပ်စုနံပါတ်၂အနုပညာရှင်အတိုင်းအဝိုင်းပြည်သူလူထု ပါဝါသိကြီးတယ်ပြည်သူလူထုရဲ့ညီညွတ်မှုအားကိုယုံကြည်တယ်အခုထိုင်းနိုင်ငံမှာပြတဲ့ဗျောတန်ရုပ်ရှင်ဇာတ်ကားပြည်သူလူထုရဲ့စိတ်ဝင်စားမှုမရှိတဲ့အတွက်ဘွိုက်ကောက်လွှဲလိုက်တဲ့အတွက်မအောင်မြင်ဘူးပေါ့နော်ဒါအသေးစားပဲရှိသေးတယ်မြန်မာနိုင်ငံကိုဒုက္ခပေးနေတာအခုလက်ရှိနတ်ဝင်တဲ့ဇာတ်ကားဇာတ်ကားလောက်ကိုကြည့်လို့မရဘူးဒီနေရာမှာပြည်သူမျိုးမျက်နှာကိုကြည့်ပြီးတော့ဘုံဘုံတို့ပြောရတော့မယ်ဝဲမုံရွှေကြီး ူယောက်ျားနိုင်ဖြိုးကျော်စကားစမင်းအောင်လိုင်ရဲ့သမီးခင်သီရိသက်မွန်နဲ့အကျိုးတူစီးပွားဆောင်ရွက်ချက်တွေအများကြီးရှိတယ်နော်ဒါမြန်မာနိုင်ငံနဲ့မကဘူးစင်ကာပူလိုနေရာယူမှာလေကြောင်းလိုင်းတွေရှိတယ်နောက်ပြည်တွင်းမှာဆိုလို့ရှိရင်လျှက်စစ်ကားတွေဆိုလာတွေတွင်းတယ်အကျိုးမြတ်ရလတ်တွေဟာစကားစားကြီးပဲသွားတာအဲ့တဲ့မြင့်တာနေယူရောက်လို့နေရာမျိုးမှာတော့မှမစတော့အိတ်ချင်းတွေရှိတယ်ဒါတွေကိုမပြောဘူးဆိုတာကအော်ရပါသေးတယ်ဆိုရင်အခုကျတော့အဲ့ဒီအမှုပညာရှင်တွေက လူထုကိုမငဲ့ဘူးဟလာမျိုးကြုံကိုရှောင်ဆိုပြီးတော့လူထုရင်ထဲကိုဝင်လာတဲ့နေဝင်းအခုနေဝင်းကိုရှောင်ဖြစ်သွားပြီဒီလိုပဲ white cow ဆိုတာအနုပညာရှင်အတိုင်းအဝိုင်းတွေကအကြီးစားကြီးတွေအိုးစားပိကြီးတွေရှိတယ်ဒီခင်သီရိသမုံကိုရံကိုကအလားထုတ်လို့ရေကုမ္ပဏီဖွင့်ပြီးအနုပညာရှင်တွေအားလုံးကိုဆွဲစီထားတာဒါကြောင့်မို့လို့နတ်ဝင်တဲ့ရုပ်ရှင်စကားအစရှိတဲ့စကားစပတ်မှ ယက်တီနေတဲ့အမှုပညာဘောမားတွေကိုပြက်ပြက်သားသားဝိုက်ကောက်လုပ်ပါလို့ဘုံဘုံနေနဲ့အကြံပြုပါတယ်မိမိတို့ကိုခတ်မဲ့အစိတ်တွေကိုမိမိတို့ကနေပြီးတော့မဖော်ဆက်ပေးပါနဲ့လို့ဒီနေရာကနေပြောချင်ပါတယ်မြို့ထဲမှာနေတဲ့အချောင်သမားလေးတွေစစ်အာဏာအသိမ်းခံရတာကိုတွန်းလံမလားအသက်ခံမလားဆုံးဖြတ်ဖို့အချိန်တန်ပြီဘုံမိုက်ခဲပြောနေပြီစစ်ကြောင်းတစ်ကြောင်းဆွဲလို့ရှိရင် 20ရာဂိုင်းနှုံးလောက်ပဲစစ်ခွေးတွေပါတယ်။ကြံနာကပေါ်တာအစွဲခံရပြီးတော့မတရားစစ်မှုတိုင်းခံရတဲ့ကလေးတွေဖြစ်တယ်။ဒီကွင်းရောက်မှတော့ရှောင်လို့မရဘူး။သေဖို့တာပြင်ထားပျော်ရွှင်မှုအကြီးကြီးကိုလိုချင်ပျော်ရွှင်မှုသေးသေးလေးတွေကိုစွန့်လွှတ်ရမယ်တဲ့။ဒီနေရာမှာလဲဂန္ဓာပေါင်းစုံပေါ့နော်။ပြူတွေဒလန်တွေလောက်ကောင်တွေစစ်ခွေးတွေတော်လန် အင်အားစုတွေပေါ့နော်အိမ်တိုင်ကိုသခိုးပင်ခိုးတယ်အိမ်ရှင်တွေနှိုးသွားတယ်ကြောက်လန့်ပြီးထွက်ပြေးတယ်အိမ်မှာခတ်ထားတဲ့တန်ဆူကျိုးနဲ့သခိုးရဲ့လက်ဦးတစ်လုံးညိတာထွက်ကြသွားတယ်စွပြေးပြီးတော့လွတ်မြောက်တဲ့နေရာလောက်မှာနှီးစက်တဲ့စေကန်းကိုဝင်ပြေးတယ်ဆရာဝန်ကအေးပေါ်ဆိုတော့တက်သွားတဲ့ခွေးဦးနေရာမှာအိတ်နေတဲ့ခွေးတကောင်ရဲ့လက်ဦးကိုအစားထိုးကုသပေးလိုက်တယ် တလားလောက်နေတော့စေကန်းကိုပြလာတယ်အချိန်နေဘလို့လဲလို့မေးလိုက်တော့အားလုံးကောင်းတယ်ဆရာတဲ့သေးပောက်တဲ့အချိန်မှာတော့ခြေတော်တချောင်းကမြောက်ကျွမြောက်ကျွဖြစ်နေတယ်တဲ့ဒါကြောင့်မလို့အားလုံးသတိထားပါဒီမအေဘေးမျိုးကဒီဆောက်ချိုးပဲအာနာသိစစ်ကောင်စီကရွေးကောက်ပွဲကျင်းပမယ်စစ်ဝိတ်တွေကိုချုပ်ပြီးတော့ကြံခိုးပါတီလုပ်ပြီးတော့ဝင်ရောက်ရှင်ပြိုင်မယ် အာနာသိစကောင်စီရဲ့စစ်ကြုံကို ရောက်ချင်နေတဲ့အချုံပါတီတွေကဝင်ရောက်ပြီးတော့ရှင်ပြိုင်မယ်။အရတအစိုးရကလည်းပဲခေါင်းစဉ်ပဲပြောင်းတာ။ကို့အဖွဲ့အစည်းကို့ဝင်ကြီးကို့လူတွေမှမဟုတ်ရင်ပြည်သူလူထုကိုဂယုမဆိုင်ဘူး။ဒီဆောက်ချိုးပဲ။မင်းတို့မင်းကြီးမန်းနေပြီးတော့တီထောင်တယ်။ အမရပူရနေပြီးတော့တီထောင်တယ်တခုပြီးတခုနေပြီးတော့တွေတီထောင်တယ်ဇာဝေးနေပြည်သူလူလူတွေကအစင်မပြေဘူးဝေဘန်ကဲ့ရဲ့ကြတဲ့ကတောင်မင်းကြီးကသိတယ်သူညီအဲ့ဒါနဲ့ပုံပြတ်ပြီးတော့လူလူထဲမှာစနင်းနာဖို့သွားတယ်လဲဂျုံစီးတယ်မိဖို့နှစ်ယောက်အဖိုးလုပ်တဲ့သူကမောင်းတယ်ကနောင်မင်းကမေးတယ်အဖိုးသာဝန်ကြီးအချိန်ဒီဘလို့လဲသာဝန်ကြီးမကောင်းပါဘူးငါမြည်ရ ဒီမဲရလဲစောက်ကမြင်ကြောထပြီးနေပြီးတော်တွေတခုပြီးတခုတီထောင်နေပြည်သူလူထုတွေကတော့ဝဲပြာကြနေပြီဆိုတော့ကနောင်မင်းကပြောလိုက်တာသူညီကတော့မစိုးပါဘူးအဘိုးရာဆိုတော့အဘိုးပြောလိုက်တာကဒီမအေဘေးမျိုးကဒီစောက်ချိုးပဲလာမှာအငုံစိတ်ကိုပြောက်တော်လိုက်အောင်ကျင်လို့ရှိရင် အခုရခိုင်တပ်တော်အေးထုံးမြတ်နိုင်ဘတ်ပေါင်းစုံဝါနေပြီးတော်လိုင်းအင်အားစုတွေအားရကျင်တဲ့ဘွယ်ဖြစ်နေပြီလေဝိုင်းပြီးပန့်ဖို့လူလေကုညီလေသူ့မှာလဲလိုအပ်ချက်တွေအများကြီးရှိနေတာပဲခေဆက်ဆက်သမိုင်းဆက်ဆက်ပြန်ကြည့်တာဝန်ယူမှုတာဝန်ခံမှုဘာရှိခဲ့လို့လဲနော်အဲ့တော့တော်လိုင်းရေးတာအောင်မြင်မယ်အနာဂတ်မျိုးဆက်တွေရဲ့ကောင်းစားမယ်ဆိုလို့ရှိရင်တက်လာတဲ့အင်အားရှိတဲ့လက်တွေ့အလုပ်လုပ်တဲ့သူတွေကိုဝင်းရမ်းမှာမဟုတ်ဘူးလားနောက်တကအသေးခံမှာလားတော်လံမှာလားစစ်ကြောင်းတစ်ကြောင်းဆွဲရင် နောက်တခါဟိုပေါတာဆွဲခံရတဲ့ကလေးနဲ့မတရားစစ်မှုထံခံရတဲ့ကလေးတွေကများနေတယ်ဆိုတော့အချောင်သမားတွေသတိထားပါတော့။တခိုးဆိုတာဂျိုးမပါဘူးရှာရခတ်တယ်တဲ့ရှေ့လူကြီးတွေပြောတာ။အခုကြတော့လေလွယ်လိုက်တာကြံ့ဖို့တစိ့ပြီခိုင်ဖြိုးတစိ့တွေနဲ့ပြောတတ်တယ်ကာဘောရေကြော်လို့ရတယ်ဗေဒါဘောကိုရေကြော်လို့မရဘူးအောင်ဇော်ကိုဘောင်ကြော်လို့မရဘူးကဘာမီးလောင် သားကောင်ချနေတယ်ဘယ်တော့မှအမြင်မှမရမဲ့အတ္တအကျိုးစီးပွားတည်ဆောက်နေတဲ့အာနာသိစစ်ကောင်စီအန်ယူဂျီလူကြီးအချို့နိုင်ငံရေးသမားတွေခရိုနီတွေအမှုပညာရှင်တွေလက်နက်ကင်ခေါင်းဆောင်အများစု နောက်တကအစွန်ရောက်ပါတာရေးသမားတွေတိုင်းပြည်ကို ကောင်းကောင်းဒုက္ခပေးတယ်အဲ့ဒီထဲမှာမှဉာဏ်ပညာအသိပညာနယ်လုံးနဲ့ပြည်သူလူထုတွေလည်းပါတယ်သတိထားပါနော်မူသားဟာ ချိုးတယ်တစ္ဆာတရားခါတယ်ဒါပေမဲ့စေဘဝင်တယ်လူလူချမ်းသာမယ်ဆိုရင်တော့ဘုန်းကြီးကပြောသွားမှာပဲနော်လာတော်လည်းနိုင်ငံရေးစီဝါရေးဘာမှမသိဘူးနိဗ္ဗာန်စကားပို့ဆိုသေးတယ်လူမိုက်ဒရိစံနိဗ္ဗာန်စကားအလွန်ခါရည်တဲ့နိုင်ငံရေးသမားတိုင်းပြည်ကိုဒုက္ခအပေးဆုံးအာနာသိစစ်ကောင်စီအမှုပညာရှင်ဒီနိုဝင်ဘာလ14ရက်2025မှာအမျိုးသားနဲ့အထိတ်အမတ်ဘွယ်တူးဂုံတူးတွေပေးတယ်တဲ့ဗျာစစ်ခွေးတွေနဲ့ပလင်းတူဘူးဆိုဖြစ်တဲ့ ဒိန်တောင်တို့ငိန်ချမ်းတို့အုံသီးတို့ခိုင်နှင်းဝေတို့ဝေလူကျော်တို့ဇင်ရောင်မောင်မောင်ညိုမင်းလွင်တင်မောင်ဆမ်းမင်းဝင်းဟာအောက်အောက်လုံးနေနဲ့ဟာသားလုပ်ပြီးကိုကျင့်တရား0အဆင့်ပဲရှိတဲ့အနုပညာဒယ်တွေပေါ့နော်ရုပ်ဓမာတွေသစ္စာတရားကတော့ခားတယ်ဒါပေမဲ့စေဘက်ဝင်တယ်ဥခိညွန့်ခစ်ကောင်းစဉ်ကလူတယောက်ကဥခိညွန့်နဲ့တပ်ပုံရိုက်ပုံကြီးချက်ပြီးအိမ်ဘဝမှာချိတ်ပြီးတော့ပြည်စားလုပ်ငန်းထောင်စားတာ ချမ်းသာရတဲ့ဗျာချမ်းသာခြင်းအာနာသိစကောင်စီနဲ့ပေါ့တိုင်းပြည်ကိုဒုက္ခပေးဆုံးကနံပါတ်1စစ်အုပ်စုအာနာသိစကောင်စီနံပါတ်2အမှုပညာရှင်အနိုင်တိုင်းဝိုင်းနံပါတ်3ဘာသာရေးလူမှုအဖွဲ့အစည်းအခုအမှုပညာအုပ်စုပေါ်နေတိုးတို့မြင့်မြတ်တို့နေဝင်းတို့အေဂျင့်မောင်တို့ချူလီမေမြင့်မိုးငပြောကျော်အောက်ခိုင်တို့ပေါ့နော်ဝါရပြန်ကရိုက်တဲ့အသုံးရလောက်နေရင်တော့ ပြီးသွားမှာပဲဆိုတော့စိတ်ကူးမြုပ်ကြည့်သူလူလူရဲ့နားတွေမျက်စိတွေကိုအစိတ်ခတ်တယ်ကျွန်ဆက်သွင်းတယ်မင်းအွန်လိုင်းကိုရယ်တူးသမီးခင်သေးလေးတက်မော်လောရှင်ကုမ္ပဏီထောင်ထားတဲ့ဒရိုက်တာလုပ်တဲ့အမှုပညာရှင်အားလုံးကိုဆွဲစီထားတယ်ဆိုတော့ဘောရဘာကူပြောင်းသွားတဲ့တရင်နိုင်မြန်မာတို့လို့နောက်တကပြည်သူလူလူရှိရအခုချိန်ထိရပ်တည်နေတဲ့ဥစဉ်ဝိုင်းလို့လူကတရားမှတယောက်မရှိဘူးအမတန်မှလေးစားကုန်လို့ကောင်းပါတယ်တော်လိုင်းအင်အားစုတွေက စင်ဖတ်မဲ့ကြားဖတ်မဲ့လုံနေတုံးရှိသေးတယ်ဒီဝါရပြန့်ကားကို ရိုက်လို့ဝေဖန်နေဆိုရင်ရိုက်တာမိုက်တီတို့ကြော်ဝင်းထွတ်တို့အုံတိုင်းတို့ကိုလက်တွေ့ကြကြစစ်ကောင်စီကဖမ်းသွားပြီအာနာသိန်းစစ်ကောင်စီမှာ အာနာပဲရှိတယ်တရားဥပဒေဆိုတာဘယ်တော့မှမရှိဘူး